မိခင်ဖြစ်သူနဲ့ပတ်သက်ပြီးရင်ဖွင့်လာတဲ့ဟိန်းသူအောင်ပရိသမျှအောင်မဲမင်္ဂလာပါရှင်။အနုပညာလုံးတွေမှာတော့အောင်မြင်မှုတွေကိုရရှိနေတဲ့ဆယ်လီဟိန်းသူအောင်ကတော့ခုဆိုင်အမေဖြစ်သူနဲ့သူ့ရဲ့ညီလေးအတွက်မုံမြန်လာတဲ့ရှင်ပြုတ်လူလေးကိုပြလို့ပေးနိုင်ခဲ့ပြီးဖြစ်ပါရယ်။ဟိန်းသူအောင်ကတော့သူကိုယ်တိုင်တခန်းတနာနဲ့ရှင်ပြုတ်ခွင့်မရခဲ့ပေမယ့်သူ့ရဲ့ညီလေးကိုတခန်းတနာရှင်ပြုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါရယ်။အခုလိုသူ့ရဲ့ညီလေးကိုတခန်းတနာလေးရှင်ပြုတ်ပေးနိုင်ဖို့အတွက်ဟိန်းသူအောင်ကအများကြီးကြိုးစားလာခဲ့ရပါဗျ။ သူကတော့ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလေးကအဲဒီအကြောင်းလေးတွေကိုထုတ်ပြောထားခဲ့ပြီးဟိန်းတူအောင်ကသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေလေအခုလိုပဲရေးသားမျှဝေထားခဲ့ပါရယ်ဟိန်းတူအောင်ကဒီမင်္ဂလာသတင်းလေးကတော့ကျွန်တော်ရဲ့ညီလေးကိုရှင်ပြပေးမှာပဲဖြစ်ပါရယ်ခင်ဗျာအလှရက်လေးကတော့ဒီ3လပိုင်းလောက်ကုန်30 33ရက်နေ့လေးပါဗျရွှေဝေးရက်ညီက9ရက်သားသမီးအားလုံးကိုဖင်ကြားအပ်ပါရယ်ခင်ဗျာ ဒီကျွန်တော်ညီလေးကိုရှင်ပြိုပေးတဲ့ရှင်ပြိုအလှလေးဟာအလုံးကအပေးတာချစ်ခင်ပေးကြလို့ရတဲ့အမှုပညာကြီးတွေဆိုပြီးလှူတဲ့အလှလေးဖြစ်တဲ့အတွက်အလုံးလေးထပ်တူကုသိုလ်ရအောင်ကုသိုလ်ဖြစ်နေတဲ့ ခနိုင်တပိုင်လေးလှူသွားမှာဖြစ်ပါရဲ့ဗျ။အမေရှိရွာလေးမှာပဲရှင်ပြိုအလှလေးကိုလှူသွားမှာဖြစ်တဲ့အတွက်နေရွာလေးမှာမုံခင်မရင်းနေကြတဲ့လုပ်ငန်းရှင်များညီကိုမောင်နှမများဆွေမျိုးသားချင်းများအသည်မိတ်ဆွေများနဲ့ကျွန်တော်ကိုချစ်ခင်အားပေးကြတဲ့ချစ်တဲ့ပရိသတ်ကြီးအလုံးကိုအကြောင်းမျိုးမျိုးကြောင့်မဖိတ်လိုက်ရတဲ့လွန်စာဆင်မကောင်းရပြီမယ်။အလုံးကိုဒီကနေ့ပဲအသည်ပေးဖိတ်ကြပါရစေပြီးအသည်ပေးမျှဝေထားခဲ့ပါရစေ။ အခုစိန်ဟိန်းတူအောင်ကသူရဲ့ညီလေးကိုတက္ကန္တနာရှင်ပြုပေးနိုင်ခဲ့ပြီဖြစ်သလိုတရဆန္ဒလေးကတော့လက်တွေ့ပြသွားသွားခဲ့ပြီဖြစ်ပါတယ်။ဗိုက်ဒရီကတော့ဟိန်းတူအောင်ရဲ့ရှင်ပြုမင်္ဂလာခန္ဓာလေးကိုကြည်ကကျင်းပပေးသေးပြနေရသလိုအရေးပေါ်မှာလည်းဟိန်းတူအောင်ကအခုလိုပဲရင်ဖွင့်ပြပြလာခဲ့ပါတယ်။ဟိန်းတူအောင်ကစံချချင်းလေးကတပတ်လေးကို အဖေနဲ့အမေကကိုင်းပေးတာအခုတော့အဖေကိုစားကျွန်တော်ကိုင်းနေရတယ်။ကိုရင်ဝက်လေးနဲ့ညီလေးကိုမရပါဘူး။အဖေအမေဘေးမှာအဖေသာရှိရင်ပိုပြည့်စုံတော့ပေါ့။ အခုအဖေကိုစားညီလေးကိုတားရှင်ပြုတ်ပေးနိုင်ခဲ့ပြီကျွန်တော်တို့ကဆိုရင်အခုလိုတခန့်တနာလေးရှင်ပြုတ်ခွင့်မရခဲ့ဘူးအခုတော့ကျွန်တော်ညီလေးကိုလှုပ်ပေးနိုင်ခဲ့ပါပြီအရန်ပီတိဖြစ်ရပါတယ်ဘဝမှာအမေနဲ့ညီလေးကိုပြောင်းချပေးသွားမယ် အမေပြောရင်နေုံနဲ့ကိုကျင်းနေမိပါရဲဆိုပြီးဟိန်းတူအောင်ကရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ဟိန်းတူအောင်ကတော့အမေဖြစ်သူနဲ့ညီလေးကိုပြောရှင်းအောင်ထားပေးသွားမယ်လို့လည်းဆိုပါတယ်။ဟိန်းတူအောင်ကတော့မိသားစုပေါ်မှာတည်တက်လီမသူတရားဖြစ်သူလို့ဟိန်းတူအောင်ကအခုလိုချင်းနေမျိုးချင်းရလာအောင်လေဒုက္ခရအများကြီးစ조사လာခဲ့ရတာဖြစ်ပါတယ်။ မြေဖြတ်သူရဲ့ရှင်ပြိုပယ်လီမှာတော့ဟိန်တူအောင်ရဲ့မိခင်ပြတ်သူဟာဝန်တာပီတီဖြစ်လွန်းလို့ဖြစ်မဲ့ဆယ်နိုင်အောင်ဖြစ်နေကမြေရချနေရှာကိုလည်းတွေ့မြင်ကြရပါတယ်။အခုဆိုရင်ဟိန်တူအောင်ကမိခင်ပြတ်သူရဲ့ဆန္ဒကိုပြေဝအောင်စူးစမ်းပေးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အခုလိုမုံမြလာတဲ့အလူလီကိုလှုပ်ပေးနိုင်ကြတဲ့အပေါ်မှာလည်းဟိန္ဒူအောင်ကိုပရိသတ်တွေကကြေကျူကြသလိုမန်တွေမှာအမျိုးမျိုးစုတောင်းပေးနေကြပါရယ်ဟိန္ဒူအောင်ကတော့သူရဲ့ social media ပေါ်ကနေလေအခုလိုပဲမျှဝေထားခဲ့ပါရယ်ဟိန္ဒူအောင်ကကိုယ်လေးပြတ်သွားရင်ကိုကိုမနှမ်းရတော့ဘူးအခုရဲ့သူဦးတည်တော့အချစ်ဆုံးညီလေးအခုတော့အဖေကိုစားကျွန်တော်ကိုငုံနေရတယ်ကိုရင်ဝတ်လေးနဲ့ညီလေးကိုမြင်ရပါပြီ အဖေအမေဘီမှာအဖေသားရှိရင်ပိုပြည့်စုံတာပေါ့ဒါဒီတဲ့မကကျွန်းစားသွားမယ်ဆိုပြီး post လေးတစ်ခုနဲ့အတူတူမျှဝေထားပါတယ်ဟိန္ဒူအောင်ကတော့စင်ရနံပါတဲ့သူတွေကိုလည်းအမြင်လူလူလူတန်းထောက်ပံ့ပေးတတ်သူဖြစ်ပြီးတော့ပရာဟိတလူတွေမှလည်းတရောက်တနေရာကနေပါဝင်လူတန်းပေးတာကြောင့်လည်းပိတ္တိရဲ့အပြည့်ချခင်မှုတွေကိုအပြည့်ဝရရှိနေပြီဖြစ်ပါတယ်